ပေါ့စီကိုရှက်စကိလ်နဲ့စားပြပြီးပြီမို့တမောတီတောင်စားဖို့အဆင်သင့်ဖြစ်ပြီလားဘရိုနီကာဘရိုနီကာကပြီးခဲ့တဲ့ပွဲစမှာတော့တရုတ်ဖိုင်တာကိုအပြတ်တီးထုတ်နိုင်ခဲ့တာကြောင့်အမှတ်နဲ့အနိုင်ယူရရှိခဲ့ပါတယ်။ကဲပါစင်ကောင်းပါတယ်ဆိုတော့တရုတ်ဖိုင်တာလည်းဘရိုနီကာနဲ့တွေ့တဲ့အချိန်မှာတော့မရှုမလှကြီးကိုခံစားလိုက်ရပါတယ်။ပွဲဆက်စချင်းလက်ရည်သိမ့်မကွာကြတဲ့ဖိုင်တာနှစ်ယောက်မို့စိတ်လုံရှားစွာနဲ့အပိတ်ကဲကြရတာကတော့အမှန်ပါပဲနော်။ဘရိုနီကာရဲ့ပွဲပေါ်မှာစိတ်ရှည်မှုအကွက်မြင်မှုစားတဲ့နစ်စနဲ့ပိုင်းကောင်းမွန်မှုတွေကြောင့်ပဲတရုတ်ဖိုင်တာကိုအမှတ်နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ်။ဒါကြောင့်ဝမ်ချမ်ပီယံရှစ်မှာဗရိုနီကာအနေနဲ့သုံးပွဲကစားချပြီးဖြစ်ပြီးတော့တပွဲရှုံးနှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ဒီပွဲအပြီးအင်တာဗျူးလုပ်ရမှာတော့ဗရိုနီကာကအနိုင်ရရှိခဲ့တယ်ဆိုပေမဲ့တစ်ဖက်ပြိုင်ဘက်ဖြစ်သူတယောက်ဖိုင်တာကိုအထင်သေးတဲ့စကားလုံးဝမပြောဘဲအရေးချင်းရှိတဲ့ဖိုင်တာတယောက်ဖြစ်ကြောင်းသူ့ကိုခက်ခဲခက်ခဲနဲ့အနိုင်ယူခဲ့ရတဲ့ဆိုတဲ့အကြောင်းလေးစားစွာနဲ့ဖြေဆူသွားခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဗရိုနီကာဒီပွဲမှာခက်ခဲခက်ခဲနဲ့ကိုရင်ဆိုင်ခဲ့ရတာအလုံးလေးအမြင်ပါပဲ။ဗရိုနီကာတစ်ချက်အဝတ်မှားလိုက်တာနဲ့လက်မှာပါပဲ။ဒါအပြင် ြင်ပွဲပြီးအင်တာဗျူးမှာ Stanford Test ရဲ့စိန်ခေါ်ထားမှုနဲ့ပတ်သက်ပြီးတော့လေ Veronica ကအခုလိုမျိုးဖြေကြားခဲ့ပါတယ်။ Stanford Test ဆိုတာကချန်ပီယံခပ်ပတ်၃ခုပိုင်ရှင်ထိုင်းရဲ့ဒိတ်ဒိတ်ကျဲ Superstar Fighter တယောက်ပါ။သူ့အနေနဲ့သူ့ညီမ Junior Fighters ကို Bro ကကြိတ်ထားလို့အစမကြေဖြစ်နေတဲ့ပုံပေါ်ပြီးတော့ Veronica ကိုသူ့ဘက်ကဆက်တင်ပြီးတော့စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ Veronica က Stanford Test က Senior ဖြစ်တာကြောင့်သူ့ကိုလေးစားပါတယ်။ပွဲတွေ့အကြုံတမဝါဆိုတာကလည်းကျွန်တော်ထက်အရန်ကိုမြင့်နေသူပါ။ Stanford ထုတ်သက်ဖို့အတွက် ready ဖြစ်ပြီလားဆိုရင်တော့ကစားသမားတယောက်အတွက် ready စောင့်နေတဲ့ဆိုရင် ready ဖြစ်မှာတော့မဟုတ်ပါဘူး stand နဲ့ထိုးသက်ဖို့ပွဲစီစဉ်ပေးမယ်ဆိုရင်လည်းကျွန်တော်ဘက်ကအကောင်ဆုံးထိုးသက်သွားမှာပါအနိုင်ရှုံးဆိုတာထက်ကျွန်တော်ဘလောက်လုံးနိုင်လဲအရေးချင်းဘလောက်ရှိလဲချပြချင်တာပဲရှိပါတယ်အမြဲတမ်းစိန်ခေါ်နေတဲ့ stand ကိုထိုးသက်ရမယ်ဆိုရင်တော့ထိုးသက်သွားမယ်ဆိုပြီးတော့ Veronica ကပြောဆိုခဲ့ပါတယ် Veronica အနေနဲ့ဒီအချိန်မှာ stand fair တက်နဲ့ထိုးသက်မယ်ဆိုရင်တော့ရှုံးမှုကရအောင်သေးကြပါတယ်နောက်တစ်ချက်က time fighter တွေနဲ့ချိုးတိုင်းအလဲချိုးနိုင်မှသာအနိုင်ရရှိတာဖြစ်ပါတယ်အခုချိန်မှာ ခရိုနီကာအနေနဲ့စတန်ကိုအလဲထွေးဖို့ဆိုတာကဘလို့နီးနဲ့မှမဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့ဘလို့ဖိုက်တာမျိုးကိုမစိုးတဲပေးရင်ပြင်းမယ်ဆိုတော့ဘရိုနီကာရဲ့စိတ်သက်ကိုတော့လေးစားပါတယ်။အလုံးတိကျတဲ့အတိုင်းစတန်ဖီယားတက်စ်ရဲ့ပွဲအတွေ့အကြုံတမဝါတွေကအရန်ကိုများလွန်နေပါတယ်။မာဂုံချုပ်ကွက်ပညာဆုံးတဲ့ဖိုက်တာတယောက်ပါ။ဝမ်ချန်ပီယံရှစ်မှာဘီယမ်မတပါလို့မင်းမှုနေတာကကြာပါပြီ။ဘရိုနီကအတွက်စတန်နဲ့တွေ့ဖို့ကစောလွန်သေးတယ်လို့ထင်ပါတယ်ရှင်။ 1ချန်ပီယံရှစ်မှာမကြတော့တဲ့အချိန်တစ်ခုကျမှတော့ချန်ပီယံခပတ်ကံမြောက်နိုင်မဲ့သူဆိုလို့လေဘရိုနီကာကိုပဲပြင်းပြမိပါတယ်1ချန်ပီယံရှစ်မှာအောင်လာအလွန်မြမကုံဆောင်မဲ့သူကတော့ KN စစ်တပ်မဲလေးဆိုတာကိုလည်းအကျုံးမဲ့ယုံကြည်မိပါတယ်လောလောဆယ်အချိန်မှာတော့ဘရိုအနေနဲ့စတန်နဲ့ထိုးတက်ဖို့ကစောလွန်သေးတယ်လို့တော့ထင်မြင်ယူဆမိပါတယ်ရှင့်ဒီထက်မာကုံတက်လုံးနစ်စနစ်ပိုင်းတွေထပ်ဖြစ်ဖို့အတွက်လည်းအကြံပေးကြပါတယ် ပြည်ထကြီးတို့ရောအခုကျမပြောခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်ကြပါလဲ။တခုတော့ရှိပါသေးတယ်။တကယ်လို့ Cherry ကပွဲတက်ပေးလိုက်လို့ Veronica အနေနဲ့ Stanfair တက်ကိုထိုးသက်ပြီးတော့ရှုံးလင်းခဲ့တဲ့ဆိုရင်တောင် တော့အတွက်အရှုံးမရှိဘူးလို့ပြောချင်ပါတယ်။ဘာလို့ဒီလိုပြောတာလဲဆိုတော့ Stello Fighter မျိုးကိုလက်ခံထိုးသက်ရတဲ့ Bronica ရဲ့ရရင်တဲ့တက်တီကိုလေးစားကြလို့ပါပဲ။ဒါကြောင့် Bro ရှုံးခွင့်ရင်တောင်းကုန်ရှိပါတယ်နော်။ Stan ကိုနိုင်ဖို့ကတော့အများကြီးကြိုးစားရမှာပါရှင့်။အချိန်တန်ရင်တော့တွေ့ကိုတွေ့ရမှာမို့ကျမတို့ရဲ့ KN စစ်တင်မယ်လေး Bronica အနေနဲ့ဝမ်းစာအပြည့်ဖြည့်ထားပါလို့အကြံပေးပါစေရှင်။ ပရိသတ်ကြီးတို့ရဲ့အခုတင်ဆက်နေတဲ့ပဲဒီနေရာမှာတည်စင်တာလေးတခုရှိပါတယ်တခြားတော့မဟုတ်ပါဘူးเนาะတကယ်လို့များ Veronica နဲ့ Stanfair Test တို့ပွဲဖြစ်မယ်ဆိုရင်တော့မစီမဆိုင်ကျော်စော်ဝင်းကိုတတိယလိုက်လို့ပါ FedEx ကျန်မှာအတူလေးကျင့်နေကြတာမို့ Stanfair Test ကတော့ကျော်ကြီးကိုမောင်းလေးတယောက်လို့ကိုချစ်ခင်ရှာသူပါကျော်ကြီးက Defighter နှစ်ယောက်ထဲမှာသူဘသူကိုအားပေးမလဲတော့မသိဘူးပေါ့ရှင်တစ်ဖက်ကကို့မြမလူမျိုး Fighter တစ်ဖက်ကတော့ကျန်မှာအတူတူကစားပြီးတော့မိသားစုလိုတန်ရုံးစင်ရှိနေတဲ့ Fighter အကယ်အဲ့တော့ပရိသတ်ကြီးရောကျော်စော်ဝင်းတယောက်ဘသူကိုအားပေးမလဲ ို့ထင်ပါလေပြည်သက်တို့ရဲ့ထင်မြင်ချက်လေးတွေကိုကွန်မမှာရေးခဲ့ပြီးကြပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျမတို့ channel ကနေပြီးတော့အသစ်သစ်တော့အကြောင်းအရာတွေကိုလည်းထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင့်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်